မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ကျွန်တော်အခုရဲ့အခုရဲ့၁၂နှစ်အရွယ်တမီးငယ်လေးရဲ့နနခင်းစပင်းစီးတဲ့လေ့ကျင့်ခန်းမလို့လေးပဲဖြစ်ပါတယ်ကျွန်တော်တို့နေစပင်းနေမိတတ်ကြမဲ့နေရာလေးကတော့ခုမြင်တွေ့နေရတဲ့ဆေတော်လေးတောင်ပဲဖြစ်ပါတယ်ဒီဆေတော်လေးတောင်ကမင်းတိုင်းနေသားကြီးပသိဉ္ကြီးမျိုးနဲ့အုံကျော်ကြီးရောင်နဲ့မနီမဝေးမှာစီးတဲ့ဆေတော်လေးကြီးရောင်မှာတည်ရှိတာဖြစ်ပါတယ်ဒီတောင်လေးကတော့အမြင့်မေဘလောက်ရှိလဲဆိုတာဘူကေမတ်မှာလေ့လာကြည့်မိတဲ့လောက်ကတော့ ပေ900မီတာ300မြင့်နေလို့လေ့လာတွေ့ရှိရပါတယ်။ဒီလေးမှာကျွန်တော်တို့ရရှိတဲ့အတွေ့အကြုံနဲ့လပတ်တဲ့ရှုခင်းတွေကိုပြောင်းဝေပေးသွားမှာပါ။ဒီလိုစပင်းစီးပြီးတောင်းလဲကြမယ်ဆိုရင်ခရီးဝေးသွားကြတဲ့သူတွေအတွက်လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ရမှာဖြစ်ပြီးကျွန်တော်တို့ကတော့အိမ်နဲ့နေလို့ပြချင်ပြင်ဆင်ရမှာရှိတယ်။တပြေခဲ့တာပါ။ဘယ်လိုအတွေ့အကြုံတွေရနိုင်မလဲဆိုတာကျွန်တော်တို့နဲ့အတူ like ခဲ့ပေးကြပါခင်ဗျာ။ဒီမနက်ခင်းနေ့ကျင်တဲ့ခရီးစဉ်ကတော့မန္တလေးတိုင်းပတိန်ကြီးမြို့နယ်အုံလို့ကြီးရွာကနေစတင်ပြီးဆယ်တော်လေးကြီးရွာကိုစတင်ကြွားပါမယ်။ဆယ်တော်လေးရွာ အာဂျီယာဖြစ်တဲ့နေရာဝင်ချန်နယ်နဲ့တောင်အားနေနေရှိတယ်လို့စေတော်လေးတောင်အားစပင်းနင်းဖို့အကောင်းဆုံးနေရာလေးတွေကတခုလို့ပြောလို့ရပါတယ်။တောင်ချေကနေစတင်ပြီးတောင်တက်လမ်းကိုစနေတဲ့အခါတိတ်မခက်ခဲတယ်လို့မဆောက်မှုနေပြီးလမ်းကြောင်းလေးနည်းနည်းရှိတယ်လို့ခံစားရပါတယ်။တောင်ချေကနေတောင်ပေါ်ကိုတက်တဲ့လမ်းတစ်လျှောက်ပါလေတက်တဲ့လူနဲ့ဆင်းတဲ့လူနဲ့အဆင်းတက်နဲ့စီကားနေပါတယ်ပြီးတော့ဒီဇင်ဘာလလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့စပင်းနင်းတွေကလည်းများတယ် ပျော်မှုနဲ့ကောင်းပါတယ်ခင်ဗျတက်တဲ့လမ်းတစ်လျှောက်မှာလည်းအောက်ပိုင်းမှာကြတော့လမ်းလေးကပြေးပြီးတော့မှလည်းပြေးပြေးနဲ့အပေါ်တက်လာတာဖြစ်တဲ့တို့ကြောင့်မို့အောက်ပိုင်းမှာခြေပက်ရည်ကတွတ်ပြီးတော့မှအပေါ်ရောက်လာတဲ့လေခြေပက်ရည်ကနှေးလာတယ်ဖြစ်လာတာပေါ့နော်ပြီးလို့ရှိရင်မောလဲမောလာတာပေါ့ဒါပေမဲ့အပေါ်ရောက်မယ်ဆိုတဲ့စိတ်နဲ့နေပြီးတော့မှအပေါ်ရောက်အောင်သွားမယ်ဆိုတဲ့စိတ်ထည့်ထားတော့ကျွန်တော်တို့ကဘောတာကိုလည်းသိပြီးတော့မှမမှုတော့ဘူးဗျာ တောင်တက်လမ်းကြောင်းမှာကျွန်တော်တို့ကြုံတွေ့ရတဲ့စိန်ခေါ်မှုတစ်ခုကအတက်နိုင်ရညာကချမ်းသာအကာအယံမရှိတဲ့ကဘာဖြစ်တာကြောင့်လမ်းကြောင်းမတည်မီတဲ့အခုမှလာရောက်မဲ့သူတွေအတွက်အခက်မသိရင်ကဘာအောင်ချက်သွားနိုင်တဲ့အထားမျိုးရှိပါတယ်။ကျွန်တော်တို့ကတော့နေတိုင်းနေပါတက်နေကြတာဖြစ်လို့တော့ကပယံပဲကပ်ပြီးနေပါတယ်။အဲ့ဒါကအငြင်းနဲ့ကင်းပါတယ်။စပေးနေနေရင်လည်းဘေးကကဘာအောက်ကမြေဝင်းကိုမချီဖို့အကြံပြုပြရတယ်ခင်ဗျ။ ဘာလို့လဲဆိုရင်အပေါ်ကပြင်ဆင်လာတဲ့အဖွဲတွေလည်းရှိလို့အတက်အစင်တတိထားပြီးအပေါ်ရောက်အောင်တက်ချဖို့လိုပါလေခင်ဗျာဟုတ်ကဲ့ဒီနေရာမှာကျွန်တော်အနေနဲ့နည်းနည်းလေးဖြတ်ပြောပြရတော့ဒီအခုရဲ့တမိငယ်လေးကသူကအခုဆိုရင်7နှစ်ရှိပြီပေါ့နော်သူကဆက်ပြီးနေရတာကိုဝါသနာတော်တော်လေးကြီးရဲ့ဗျာပြီးရင်သူကဆက်ပြီးနေတဲ့အခါမှာဆွဲတော်တော်ကောင်းနေဗျာ ီကျွန်တော်တို့အောက်ကနေတောင်ချီကနေစတက်လာတာသူကတောင်ပေါ်ရောက်ခရီးကိုလုံးဝမနာဘူးเนาะလူကြီးတွေညီတူတူကတောက်လျှောက်လိုင်နေတာဗျာဆွဲကောင်းတဲ့နေရာမှာတော့သူ့ကိုချီးကျူးရမယ်ဗျာအဲ့ ုဆိုရင်ကျွန်တော်တို့တောင်ပေါ်ရောက်လာပါပြီခင်ဗျာတောင်ပေါ်ကမြင်ခွင့်ကတော့တော်တော်လေးကိုလှပါတယ်ခင်ဗျာတောင်ထိပ်ကိုရောက်တဲ့အခါမှာတော့ကျွန်တော်တို့ကိုကျူဆွန်နေတဲ့ဖြူခင်းတွေကလက်စီပဒါတာဖြစ်စရာပါမြင်ခွင့်ရဲ့ကြီးတွေမှာစိတ်နှံ့နေတဲ့တောင်တန်းတွေဝေဝေးကြီးလန့်ရင်မုန်တိန်နေတဲ့ရောရှက်နေတဲ့မြင်ခွင့်တွေကစိတ်ကိုလန်းဆန်းစေတယ်လို့အောက်ကနေနင့်တက်လာတဲ့မောပန်းမှုတွေလည်းပြေပြောက်စေပါတယ်နီနီယာမျိုးလေးမှာမနှက်ခင်းဆော့ဆော့စပင်းစီရတာကစိတ်အားတက်စရာတစ်ခုပါပဲ ခုဆိုရင်ကျွန်တော်တို့အပေါ်မှာအမောဖြည့်အကျော်လျှော့ရေတောက်ပြီးတော့မှပြန်ဆင်းကြတော့မှဖြစ်ပါတယ်။အဆင်းလန်းလေးစားဆင်းကြမှာဖြစ်ပါတယ်။ဒီအဆင်းလန်းလေးရဲ့ညာဘက်ချမ်းနေရာကတော့ကပယံဖြစ်နေတယ်။ကြောက်အောက်မှာကျတော့ကြောင်ကြီးဖြစ်နေတယ်ဗျ။ပြီးတော့အကာရံလည်းမရှိဘူးပေါ့နော်။အဲ့ဒါလေးကိုလည်းသတိထားသိချင်ပါတယ်ခင်ဗျာ။ တောင်ထက်ကနေပြင်ဆင်တဲ့အခါမှာတော့လမ်းကြောင်းကပုံမလင်းမြန်လာပါတယ်ဒါပေမဲ့တတိထားဖို့လည်းလိုပါတယ်ကျွန်တော်တို့စပီးနဲ့ပြင်ဆင်ရင်ခံစားရတဲ့နေတိုင်းပုံနဲ့ရန်ဆန်တဲ့အစင်ခီးလေးကစိတ်လှုပ်ရှားစရာပါပဲဒီလိုစပီးစီးတောင်တက်တဲ့အတွေ့အကြုံကဘယ်တော့မှမေ့မရတဲ့အတွေ့အကြုံခီးလေးတစ်ခုပါဒီဗီဒီယိုလေးကနေမောင်တိန်စပီးနဲ့ဖေတော်လေးတောင်တက်တဲ့အတွေ့အကြုံကို ာဖြစ်ပါတယ်ဒီလိုမျိုးမနက်ခင်းစောစောစပင်းနင်းတဲ့လေကျင်ကခရီးအတူလေးကိုလိုင်းနေချင်းနေဆိုရင်တော့ညဘက်အီယိုဝါအိပီစိတ်အားထက်သန်စွာနဲ့မနက်ပိုင်းထာနေမှုအကြံပြုချင်ပါတယ်စင်းလမ်းကြောင်းမှာလည်းတချို့မဆောက်တဲ့နေရာလေးတွေနဲ့ ွေလေးတွေရှိတဲ့နေရာလေးတွေမှာတော့ဂယုဒီဇိုင်းနဲ့ဆင်းစင်ချင်ပါတယ်စပီကိုလည်းကိုနိုင်တဲ့စပီနဲ့ဆင်းတာအကောင်းဆုံးမှာဆင်းလို့ကောင်းတယ်ဆိုပြီးတော့မှစပီကိုလွတ်ပြီးတော့မှမဆင်းဖို့လည်းအကြံပြုပြရပြီနော်ဘာလို့လဲဆိုရင်စပိများပြီးတော့မှအခက်မတင်လို့ accident တစ်ခုခုဖြစ်ခဲ့ရင်ကဘာအောက်ကိုရောက်သွားနိုင်တဲ့အနေအထားမျိုးရှိလို့ပါဒါလေးကိုတော့အကြံပြုပြရပါခင်ဗျာ နောက်ပြီးတော့စပင်းစီပုထုတ်လမ်းမတ်ကိုလည်းဆောင်းစီချင်ပါတယ်အခုကျွန်တော်အရှိကနေစဉ်းစားနေတဲ့အောင်ဒီလားပုထုတ်မပါဘူးเนาะအကြောင်းတစ်ခုခုကြောင့်အခက်မတီးတော့အဆီဒန်ဖြစ်ခဲ့ရင်အောင်ရွယ်ပြက်တနာရှိတယ်နော်။ဒါလေးလည်းကျွန်တော်ရှင်းပြပါပါ။အခုဆိုရင်တော့ကျွန်တော်တို့တောင်ချီကိုတင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ပြန်တဲ့လမ်းကြောင်းမှာအခုမြင်နေရတဲ့ခြေချောင်းလေးကိုကျွန်တော်တို့ဖြတ်ပြီးတော့မှနင်းရမှာပေါ့နော်ဒီခြေချောင်းလေးကဘာလဲဆိုရင်ဆယ်တော်လေးရေလဲဆယ်ကားနေပြီးတော့မှရေလွတ်ထားတဲ့ခြေချောင်းလေးဖြစ်ပါအဲ့ဒီမှာကျွန်တော်တို့ဖြတ်နင်းတဲ့အချိန်အခုရဲ့သမီးငယ်လေးကဒီက accident ဖြစ်တယ်လို့နည်းနည်းချော်သွားတာပေါ့နော်။ဘာကြောင့်အဲ့လိုမျိုးဖြစ်လဲ